ဒီ၅ချိန်ကိုကြတော့အဲခွန်6တက်ကဒီ line ကပြတယ်ခွန်တက်6ခွန်တက်6ကို6တက်ခွန်အားဆိုဒီ line ကဒီ line ကပေါင်းခြင်းတွေကဖြစ်နေတာလေသူ့ဘောမကြကြကြအခုကကြခဲ့တာလဲမှန်သွားတယ်ဆိုရင်တော့တမျိုးပေါ့လေအပေါ်တော့မလုပ်ခဲ့ဘူးသူ break လေးတွေရဲထွက်တာအဲ line ကကြည့်အောင်အဲ့ဒီ line ကနေကြည့်မယ်ဆိုတော့ကြည့်မယ်ပေါ့အဲ့ဒီ line ကပဲသွားမှာပဲ သူကတော့ဖြစ်တူဘာလဲသူ့ရှိတိုင်းပေါ့သူကစီနီယာလဲဝင်ရမယ်ဆိုတော့သူဒီကျွန်တော်တို့ဒီသူ့ရှိတိုင်းကျွန်တော်နှစ်ကိုနှစ်နှစ်သွားမှာခွန်ကိုလဲခွန်သွားမှာအဲသုံးကိုလဲသုံးသွားမှာဒါထဲ့မှာတော့ကိုကထဲ့မှာတော့စီနီယာထဲ့ထဲ့တဲ့ပုံစံနဲ့သွားကြမှာပေါ့အဲဒါတော့သူကိုကထဲ့မှာတော့စီနီယာပုံစံမျိုးထဲ့မှာပဲ အဲထဲအမော sorry senior ထဲတဲ့ပုံစံမျိုးသွားဒါပေမဲ့ तू က तू senior မဟုတ်ဘူးဗျအလိုလို auto ကြာလာအလိုလိုကြာနေတာဗျအလိုလိုကြာနေတော့ဆိုတဲ့ခါကျတော့အဲ့ဒီ line ကနေပြီးတော့ရှင်းပြတာပေါ့ဒါပေါ့ညာနောက်ပေါင်းရှိနောက်ပေါင်းခွန်း နောက်ပေါင်း6ပြီးရဲ့ဘက်ကသူ့ရဲ့အောက်မှာကအဲ့ကနေသွားတဲ့ကာလတော့9 8 6 9လားဆိုပြီးတော့လှုပ်တာအဲ့ဒါတွေကိုကျွန်တော်ကလွတ်ပြထားလိုက်တော့ပါနော်အဲ့ဒီဟာတွေကိုလွတ်ပြထားမှာဒီပုံသားခုနကပြအဲ့ဒါတွေကိုကျွန်တော်ပြထားလိုက်တော့နော်အဲ့လိုလှုပ်လိုက်တဲ့အခါကျတော့သူ့ရဲ့အောက်ကြသည်ဒီမှာတော့ကျွန်တော်တို့က9000လားဆိုပြီးရဲ့ပါထည့်ပြသေးလေမငါဘူးနော် အဲအကနေဘယ်လိုပုံတန်ကိုအဲဒီမှာ6ထိတ်နောက်ပေါင်း၈6ထိတ်အဲ့6ထိတ်ကိုဒီ၃လုံးနဲ့ထိတ်နဲ့6ဒီနှလုံးနဲ့ထိတ်နဲ့6နောက်ပေါင်း9 6ထိတ်အဲ့ဒီ6ထိတ်ကိုဒီနှလုံးနဲ့ထိတ်နဲ့6ဒီပုံတန်မဲဒီပုံတန်မဲအဲအတူတိုင်းသွားမှာပဲနောက်ပေါင်း6ကို6ထိတ်သူ့ရဲ့အောက်မှာလဲ ဒီနှလုံးနဲ့ထိတ်နဲ့6 6ရေးပေါ့6ရေးပေါ့6ရေးပေါ့အဲ့ဒီကနေပြီးတော့သူကအဲ့ဒီကနေ6လို့ထိတ်တာ6လို့ထိတ်တာနဲ့သူကခွန်လို့အပိတ်6လို့ထိတ်တာနဲ့ခွန်လို့အပိတ်6လို့ထိတ်တာနဲ့ခွန်လို့အပိတ်ပေါ့နော်ဒါစီနီယာထိတဲ့ပုံစံသွားရောက်မှာပဲဗျာအဲအဲ့လိုခွန်ပိတ်လို့ဖြစ်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့မှာသူ့ရဲ့နောက်တဲ့နဲ့မှာဗာဖြစ်တာလေ3လို့ပိတ်ကြည့်အောင် သူ့ရဲ့နောက်တနေ့မှာ3လို့အပိတ်ခွန်ပိတ်တာနဲ့နောက်တစ်ခါ3လို့အပိတ်အဲ့မှာခွန်ပိတ်တာနဲ့3လို့အပိတ်အဲ့3လို့ပြရအောင်လဲဒီထိတ်နဲ့ဒီနှလုံးနဲ့3ပိတ်ပိုင်းဒီပေါ့6 3လို့ပြရအောင်ဒီနှလုံးနဲ့ sorry ဒီထိတ်နဲ့ဒီနှလုံးနဲ့6 3လို့ तू ਆ ပြရအောင်ကလည်းအာဒီဟာဟုတ်လားမသိဘူးပြအပေါ်ဒီအောက်ဒီတော့မှားကုန် sorry ခွန်ပိတ်3ပိတ် ခွန်ဘိတ်၃ဘိတ်ခွန်ဘိတ်၃ဘိတ်ဒီနှလုံးနဲ့ဒီထိတ်နဲ့အဲ့ဒီဟာနဲ့ချောက်နော်ဒီနားလေးကရှေ့နဲ့ဟာနဲ့မဖြစ်ပါဘူးအဲ့အဲ့ဒါကိုပြောမှာပဲနှာခေါက်ပြောပြီလမ်းရမကောင်းဘူးအဲ့ကြာနေမှာအဲသူတော့ကဗရိတ်လေးကြာနေဒီတိုင်းဗရိတ်လေးကဒီတိုင်းတန့်ကြာနေတာအောက်နှစ်တရောကြာမှာသူကအပိတ်သုံးနေတော့မလုပ်ဘူးပေါ့နော် အပိတ်သုံးနေရောမလို့ဘူးအကုန်လုံးတော့လှုပ်ချင်မှလှုပ်နေမယ်ကဲဒါကနေစစ်စစ်သွားမယ်အဲတကွက်ပေါ်ပြဒဲတဲ့ကွက်ပေါ်သူ့ပုံသားနိုင်ပဲဒါမှကျွန်တော်ပေါင်းတာမဟုတ်ဘူးကျွန်တော်အဲ့ဒါဒီဖရိန်ကပြအဲ့ဖရိန်ကရှေ့ကြီးမှုဒီမှာဒီကပြတာအဲ့ဒါကို2020 5ကိုထိုးရအောင်မယ်လို့အဲ့ဒါပြတာနောက်ပေါင်းရှစ်6ထိပ်နောက်ပေါင်း6ထိပ်နော်လိုရင်းပေါ့ဗျာနောက်ပေါင်း6 6ထိပ်အဲ့ဒီ6ထိပ်ကိုသူ့ရအောက်ကကြာသေးဒီကနန်းကဒီနှလုံးနဲ့ ထိတ်နဲ့6ဒီနှလုံးနဲ့ထိတ်နဲ့6ဒီနှလုံးနဲ့ထိတ်နဲ့6အဲ့လိုဖြစ်မှာ6ထိတ်လို့ဖြစ်တာနဲ့ခွန်လို့ထိတ်6ထိတ်ခွန်လို့ပိတ်6ထိတ်ခွန်လို့ပိတ်6ထိတ်ခွန်လို့ပိတ်အဲ့မှာ तू က6ထိတ်ခွန်လို့ပိတ်ပြီ तू က3လို့ပိတ်အောင် तू ကသူ့ရဲ့6ထိတ်ရအောင်မှာဒီနှလုံးနဲ့ထိတ်နဲ့6တယ်လို့ပေါ့ဗျာ6ထိတ်ခွန်ပိတ်တာနဲ့3လို့ပိတ်6ထိတ်ခွန်ပိတ်တာနဲ့3လို့ပိတ်6ထိတ်ခွန်ပိတ်တာနဲ့3လို့ပိတ်ပေါ့နော်6ခွန်3ဒီ6ပေါ့ဗျာ6 ခွန်3ဒီ6ပေါ့6ခွန်3ဒီ6အဲခုနဒီနှလုံးနဲ့ဒီလိုဖြစ်တယ်လို့လဲသူ့ရအောင်မှာခွန်ပိတ်တာနဲ့3လို့ပြရမယ်ခွန်ပိတ်တာနဲ့3လို့ပြရမယ်ဒီထိတ်နဲ့ဒီနှလုံးနဲ့6ခွန်ပိတ်တာနဲ့3လို့ပြရမယ်ဒီထိတ်နဲ့ဒီနှလုံးနဲ့6ခွန်ပိတ်တာနဲ့3လို့ပြရမယ်ဒီထိတ်နဲ့ဒီနှလုံးနဲ့လဲ6ပေါ့ဗျာကဲအဲ့လိုဖြစ်ပြီးတာနဲ့အဲ့ဒီချိန်ကနေ3ပိတ်ကနေသူ့ရအောင်မှာ4လို့ထိတ်ပေါ့ဗျာ3ပိတ်ကနေ4လို့ထိတ်ပေါ့ဗျာ သုံးဘိတ်ကနေ၄လို့ထိပ်ပေါ့ဗျအဲ့၄ကနေသူက break ၄တွေလာပေါ့နော်အဲ့၄လို့ထိပ်တဲ့အဖြစ်ခါတဲ့ကနေ၄ထိပ်ရအောင်ကကြာသေးသည်ကဒီသုံးလုံးက၃ရယ်၄ရယ်၅ရယ်၂၄ထိပ်ကအောက်ကကြာသေးကဒီမှာ၆ရယ်၄ရယ်၂ရယ်က၂လေတရဝအာကြီးကြာသေးကဓမ္မာက၈ရယ်၉ရယ်၅ရယ်က၂အဲ့ဒါကိုထည့်လိုက်မှာသူကတော့ဒီမှာက ီမှာကြာနေတာကသူက၄ပိတ်နဲ့ပရိလေးပေါ့ဗျာ၅ပိတ်နဲ့ပရိလေးဒါဆို၆ပိတ်နဲ့ပရိလေးလားစီနီယံကြာအဲအဲ့ဒါကိုသူကဒီနေရာမှာ၄ပိတ်နဲ့ပရိလေး၅ပိတ်နဲ့ပရိလေး၆ပိတ်နဲ့ပရိလေးလားစီနီယံကြာရအောင်ကလည်းအဲ့ဒီ၄ပိတ်လို့ဖြစ်ခံရတာတဲ့သူကဒီလိုသွားမယ်ခွန်လို့ပိတ်၃လို့ပိတ်၄လို့ပိတ်ဒီအပိတ်၃လုံးဒီ၄လို့လည်းပိတ်ရမယ်ဒီက၃ပိတ်ကို၆ပေါ့ဗျာဒီက၃ပိတ်နဲ့၉ပိတ်နဲ့၄ပိတ်နဲ့လည်း ်သုံးဖြစ်ရမယ်ဥမာဒီအပိတ်သုံးလုံး6ဖြစ်မှာเนาะဒီညာလေးရှင်းအောင်မယ်เนาะဓမ္မရှင်းပြမယ်ဒီကောင်းပရိလေး6နှစ်6နှစ်လေးဒီပရိလေး9 3 5ဒီပရိလေးဒီမှာ6ပိတ်နဲ့ပရိလေးလာအဲ့ဒီပရိလေးဒီ4ပိတ်နဲ့ပရိလေးရိုးရိုးသွားရအောင်နောက်တစ်ခါ9ပိတ်နဲ့ပရိလေးရိုးရိုးသွားရအောင်6ပိတ်နဲ့ပရိလေးရိုးရိုးသွားရအောင်အဲ့ဒါကခုနကခုလိုပဲ6 9 3 6မို့လို့เนาะ 6ဒိတ်ခွန်ပိတ်3ပိတ်6ကိုဒီနှလုံးနဲ့ပိတ်နေ6ခဲ့တယ်6ဒိတ်ခွန်ပိတ်3ပိတ်နေ6ကိုဒီနှလုံးနဲ့ပိတ်နေ6ဒီဒီထိတ်နဲ့ဒီနှလုံးနဲ့6တဲ့6ဒိတ်ခွန်ပိတ်6 3ပိတ်နေ6ကိုဒီထိတ်နဲ့ဒီနှလုံးနဲ့6ခဲ့လို့အဲ့ဒါကိုသူ့ရဲ့အောက်မှာက3ပိတ်တာနဲ့4ထိတ်ပေါ့ဗျာ4ထိတ်အောက်မှာထိတ်3လုံး1 3ပိတ်တာနဲ့4ထိတ်4ထိတ်တာနဲ့ထိတ်3လုံး1အဲ့ဟာတွေအကုန်ထည့်မှာပဲ3ပိတ်တာနဲ့4ထိတ်4ထိတ်အောက်နဲ့4ထိတ်တာနဲ့ထိတ်3လုံး1လို့ဖြစ်ပြီးတော့အခုကြာသီးက ဓမ္မကရိုးရိုးသွားမှာတော့ရှင်းနဲ့လေးဒီလေးပိတ်နဲ့ပရိလေးကိုတုံညာ၅ဒီ၅ပိတ်နဲ့ပရိလေးဓမ္မ၆ပိတ်နဲ့ပရိလေးလားပေါ့ဒါကရိုးရိုးလေးသွားလိုက်မှာအေးရိုးရိုးသွားတဲ့အခါကျဓမ္မကနောက်တစ်ခါပြန်ယူခွန်လို့ပိတ်၃လို့ပိတ်၄လို့ပိတ်၄အဲနောက်တကခွန်လို့ပိတ်၃လို့ပိတ်၅လို့ပိတ်၅နောက်တကခွန်လို့ပိတ်၃လို့ပိတ်၆လို့ပိတ်က၆ဖြစ်မှာအေးအဲ့လိုဖြစ်တဲ့ခွန်ပိတ်၃ပိတ်တာနဲ့ခုနကအားလုံးကဒီလိုတွေဖြစ်ခဲ့လို့ခွန်ပိတ်၃ပိတ်တာနဲ့ ဒီမှာကြလဲ၈ထိတ်နဲ့ဒီနှလုံးနဲ့၆တဲ့၃ဘိတ်ပိုင်းသေးခွန်ဘိတ်၃ဘိတ်တာနဲ့ဒီမှာ၃ထိတ်နဲ့ဒီနှလုံးနဲ့က၆ပိုင်းသေးခွန်ဘိတ်၃ဘိတ်တာနဲ့၃ထိတ်နဲ့ဒီနှလုံးနဲ့၆ပိုင်းသေးမှုအဲ့ဒီမှာကျွန်တော်တို့ခုန၄ထိတ်ထည့်ခဲ့သည့်အတွက်ပေါ့ဗျာသူ့အောက်မှာ၃ဘိတ်၄ထိတ်ထည့်ခဲ့တယ်၃ဘိတ်၄ဘိတ်၄ထိတ်ထည့်ခဲ့တယ်၃ဘိတ်၄ထိတ်ထည့်ခဲ့လို့အဲ့ဒါမှာ၄ဗရိတ်လေးကိုမှန်တယ်အေးအဲ့ဒါကိုကြည့်ကြရအောင်မှန်တယ်နော်ရိုးရိုးသွားမှာတော့ဒီနေရာမကြိုက်မဲ့ဆိုလို့ထိုးတော့ထိုးသေးတဲ့ကဏ္ဍလေးထင်းနေဗျာနော် ဒါမှ၄ပိတ်ပရိတ်လေးတယ်၅ပိတ်ပရိတ်လေးတယ်၆ပိတ်ပရိတ်အဲ့မှာကြည့်အဲ့ဒီမှာသူကခွန်ရင်ခွန်ပိတ်၃ပိတ်၄ပိတ်ပရိတ်လေးထပ်ပြောမယ်နော်ခွန်ပိတ်၃ပိတ်၅ပိတ်ပရိတ်လေးခွန်ပိတ်၃ပိတ်၆ပိတ်ပရိတ်လေးပေါ့ဗျာဒါအဲ့မဲ့လို့သူကဖြစ်နေတာကဒီမှာဒီ၃ပိတ်တာနဲ့သုံးပိတ်တာနဲ့ဒီသုံးပိတ်ရဲ့ကိုပိတ်ရဲ့လေးပိတ်ရဲ့လည်း6တဲ့မှာเนาะစီနီယာပိတ်ခဲ့တဲ့တို့ပေါ့ဗျာသူ့ဘဝဟုတ်ပြီเนาะ အဲနောက်တခါလဲ3ပိတ်8ပိတ်5ပိတ်တာနဲ့6တဲ့တဲ့မှာ3ပိတ်9ပိတ်တဲ့ဒီမှာ6ပိတ်မှာသူက6တဲ့သူက6တီကိုနော်ဟုတ်လားပြန်ပြောမယ်နော်ဒီနေရာမှာ9ပိတ်3ပိတ်အောင်8ထိပ်ဒီပိတ်နှလုံးနဲ့ဒီနှလုံးနဲ့6ဒီနေရာနေ9ပိတ်နော်ဒီ9ပိတ်3ပိတ်ရအောင်8ထိပ်ဒီနှလုံးနဲ့ပိတ်နဲ့6 3ပိတ်ပိုင်တယ်ပေါ့ဗျာဒီနေရာနေ9ပိတ်3ပိတ်ရအောင်လဲဒီမှာဒီ3ထိပ်နဲ့ဒီနှလုံးနဲ့6ဒီနေရာမှာ9ပိတ်3ပိတ်ရအောင်လဲဒီက3ထိပ်နဲ့ဒီနှလုံးနဲ့6 ကဲခုနပြောဒီမှာ၄ပိတ်ပရိလေး၅ပိတ်ပရိလေး၆ပိတ်ပရိလေးเนาะအဲ့ဒီမှာခွန်ရ3ရ4ရဆိုတော့၄ပိတ်နဲ့ပရိလေးပေါ့ဗျာခွန်ရ3ရ5ရဆိုတော့5ပိတ်နဲ့ပရိလေးပေါ့ဗျာခွန်ရ3ရဆိုတော့ကတာ6ပေါ့ဗျာ6ပိတ်နဲ့ပရိလေး6ပိတ်ပရိလေး5ပိတ်ပရိလေး4ပိတ်ပရိလေးအဲ့မှာဖြစ်တော့ဒီမှာသူ့ဘောက6ထိပ်ကြည့်ရဒီမှာဒီက6အပိတ်နဲ့3ပိတ်နဲ့လဲဒီ3ပိတ်ဒီ3ပိတ်ကို6ပိတ်နဲ့4ပိတ်နဲ့လဲ3ဖြစ်ရမယ်အဲ့ဒါဆို3 6 4ဆိုတဲ့ကဏ္ဍလဲ6ဖြစ်ရမယ် ဒီက၈ပိတ်ကို၅ပိတ်နဲ့လဲရနော် sorry ဒီက၃ပိတ်တန်နဲ့၃ပိတ်တန်နဲ့ဒီ၉ပိတ်နဲ့၄ပိတ်နဲ့လဲ၃ဖြစ်ရမယ်၃၉၄ဒီ၆ဖြစ်ရမယ်ဒီက၃ပိတ်တန်နဲ့နော်၅ပိတ်၈ပိတ်နဲ့၅ပိတ်နဲ့ကလည်း၃ဖြစ်ရမယ်၃၅၈ကလည်း၆ဖြစ်ရမယ်နော်နော်ဒီက၃ပိတ်တန်နဲ့၇ပိတ်နဲ့၆ပိတ်နဲ့ကလည်း၃ဖြစ်ရမယ်၃၇၆ကလည်း၆ဖြစ်ရမယ်နော်အဲ့ဒါလေးရှုပ်မယ်ဒီက၃လို့ပိတ်တန်နဲ့၃ပိတ်တန်နဲ့၉ပိတ်နဲ့၄ပိတ်နဲ့ကလည်း ့3ဖြစ်ရမယ်3 6 4 6ဖြစ်ရမယ်4ဘိတ်ကလည်းဘိုက်သေးဝင်ရမယ်4 3 9ကလည်း4ဖြစ်ရမယ်เนาะဒီက3ဘိတ်ကလည်း3 8 5ကလည်း6ဖြစ်ရမယ်4ပြီးတော့9 3 5ကလည်း5ဖြစ်ရမယ်ဒီက3ဘိတ်ကလည်း3 9 6တရားလည်း6ဖြစ်ရမယ်ဒီမှာ9 3 6ကလည်းဖြစ်နေတော့အဲ့တော့တန်းထေတော့ဒီမှာ၄ပိတ်ပလေလေး၅ပိတ်ပလေလေး၆ပိတ်ပလေလေးအဲ့မှာကြည့်တော့ကျုပ်က9ထဲမှာပဲဘာမှမလုပ်ဘူးကျုပ်က ဘာမှမလုပ်ဘူးဒီမှာခွန်ခွန်ပိတ်ကိုတည့်ရဲ့ရှေ့ရဲ့ရှေ့ရဲ့တည့်ရှေ့ရှေ့ဒီခွန်ထဲမှာပဲနောက်တခါခွန်ပိတ်တာနဲ့နေ့ရဲ့6ရဲ့9ရဲ့ခွန်ထဲမှာပဲခွန်ပိတ်တာနဲ့6ရဲ့6ရဲ့ခွန်ထိတ်မှာခွန်မှာခါထဲမယ်ခါတဲ့တော့6ထိတ်ဒီသုံးလုံးနှစ်ကိုဟောဒီမှာကြည့်အော်ဒီမှာ၅ခါ၅ခါပြီးပဲလေကြိုပြောခဲ့တယ်၅ခါ၅ခါနှစ်ခါလို့နှစ်ထဲမှာပဲ၄ထိတ်ထိတ်သုံးလုံးနှစ်ကိုဟောဒီမှာ နှစ်ခါသုံးညခါသုံးညခါနှစ်ထဲမှာပဲဟောဒီမှာလေးထိတ်ထိတ်သုံးလုံးနှစ်ကိုတဲ့တစ်ခါသုံးညခါတစ်ခါမှာနှစ်ဖြစ်မှာပဲအဲ့ကြတော့ဒီမှာခွန်တစ်ချောက်တယ်ဗျအော်တိုကြအဲမယ်ရှင်းရောဗျာနော်ရှင်းရောမလားကျွန်တော်ပြောရှင်းရလားရှုပ်တော့နေပြီလားရှုပ်တော့နေပြီလားမရှုပ်ဘူးနော်ရှုပ်မယ်လည်းမထင်နဲ့မရှုပ်ဘူးနော်ရှုပ်မယ်မထင်နဲ့ကျွန်တော်သူ့တိုင်းသွားမှာပဲသူ့တိုင်းကိုသွားနေမှာဒါအများ အားလုံးကတော့မြင်မှာအဲဒီလိုပေါ့ချုပ်လိုက်တဲ့ပုံစံဒါอืมသူကတော့နှစ်ဖက်ချုပ်ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကမချုပ်ပါဘူးသူ့အတိုင်းကြည့်မှာပဲဖြစ်အောင်လည်းမချုပ်ဘူးဒီနေရာမှာ၄ပိတ်ပရိလေးမယ်၅ပိတ်ပရိလေးမယ်၆ပိတ်ပရိလေးနဲ့၄မယ်ပေါ့ဗျာသူက၆ထိပ်နောက်ပေါင်း၈၆ထိပ်ဒီနှလုံးနဲ့ထိပ်နဲ့၆နောက်ပေါင်း၇၆ထိပ်ဒီနှလုံးနဲ့ထိပ်နဲ့၆နောက်ပေါင်း၆၆ထိပ်ဒီနှလုံးနဲ့ထိပ်နဲ့၆၆ခဲလို့အဲ့ဒီချိန်မှာ၆ထိပ်တန်းနဲ့ခွန်လို့ပိတ်တန်းနဲ့၃လို့ပိတ် 6ဒိဋ္ဌာနဲ့ခွန်လို့ပိဋ္ဌာနဲ့သုံးလို့အပိတ်6ဒိဋ္ဌာနဲ့ခွန်လို့ပိဋ္ဌာနဲ့သုံးလို့အပိတ်အမှန်တကယ်က6ခွန်3ဒီ6ပေါ့ဗျာ6ခွန်3ဒီ6ပေါ့ဗျာ6ခွန်3ဒီ6ပေါ့ဗျာအဲ့လိုဖြစ်တဲ့နဲ့ဒီနေရာကြာသေးလေးမှာလဲသူကသုံးလို့ပိရောအောင်လဲဒီ6ထိတ်နဲ့နောက်ပေါင်း6နဲ့ဒါသုံးပိတ်ခွန်ပိတ်သုံးပိတ်ပိုင်သေးပေါ့ဗျာခွန်ပိတ်သုံးပိတ်ပိုင်သေးပေါ့ဗျာခွန်ပိတ်သုံးပိတ်ပိုင်သေးပေါ့ဗျာအဲ့ဒါကို6ထိတ်နဲ့ဒီက9နဲ့3နဲ့6 ဒီက3ထိပ်နဲ့3ညနဲ့3နဲ့6ဒီက3ထိပ်နဲ့3ညနဲ့3နဲ့6ဖြစ်ခဲလို့အဲ့ဒီရဲ့အောက်မှာအဲ့လိုဖြစ်တာနဲ့ကျွန်တော်တို့ကဒီ3ဘိတ်ကနေ4ထိပ်4ထိပ်ရဲ့အောက်မှာထိပ်3လုံးနှစ်ခဲ့တယ်ပေါ့3ဘိတ်ကနေ4ထိပ်4ထိပ်ရဲ့အောက်မှာထိပ်3လုံးနှစ်တယ်ပေါ့3ဘိတ်ရဲ့အောက်မှာ4ထိပ်4ထိပ်အောက်မှာလည်းဒီမှာ5 6ရှိနှစ်တယ်ပေါ့အဲ့ကြတော့ကျွန်တော်ကကြည့်တော့ခုနပြောလို့သူကစီနီယံပုံစံသွားကြရင်တော့စီနီယံလို့ကြရတယ်ပေါ့ဗျာဒီမှာခွန်3 4ဒီက4လို့ဖြစ်တာနဲ့4ဘိတ်နဲ့ပြိ4 ခွန်3 9တရား9လို့ပိတ်တာနဲ့9ပိတ်နဲ့ break လေးခွန်3 6တရား6လို့ပိတ်တာနဲ့6ပိတ်နဲ့ break လေးအဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီလိုပြန်ဖြည့်တော့ပေါ့ဗျာခုနလိုပဲ၈9 3 6လို့ဖြစ်တယ်3 3ည3 6ဖြစ်တယ်3 3ည3 6ဖြစ်ခဲ့တော့အဲ့ဒါပို့ဒါမှ3 9 4ပိတ်9ပိတ်4ပိတ်6လို့ဖြစ်တာနဲ့3နဲ့9နဲ့4နဲ့တည်း3ပေါ့ဗျာ3 9 8ဒီ6လို့ဖြစ်တာနဲ့9နဲ့8နဲ့လည်း3ပေါ့ဗျာဒီ3ပိတ်ကိုပေါ့ဗျာ 3ဘိတ်5ဘိတ်4ဘိတ်ဒီ6လို့ဖြစ်တယ်အမှန်ရှင်းရှင်းပြောရင်3 6 4 6ဗျာ3ဘိတ်5ဘိတ်4ဘိတ်လည်း6ဖြစ်ရမယ်ဒီ3လုံးတရားလည်း4ဖြစ်ရမယ်4ပြီးတော့9လည်း3ဘိတ်8ဘိတ်9ဘိတ်တရားလည်း6ဖြစ်ရမယ်ဒီ3လုံးကလည်းခွန်3 9တရား9ဖြစ်ရမယ်3ဘိတ်ခွန်ဘိတ်6လည်းဖြစ်ရမယ်ဒီ3လုံးကလည်းခွန်3 6တရား6ဖြစ်ရမယ်သူကအဲ့လိုပြောလိုက်တော့အဲ့ကြကျွန်တော်ကသူ့လိုပဲသွားမှာကြံဖန်မထဲဘူးသူ့လိုပဲအဲ့ဒါဆိုလို့ရှိရင်ဒီခွန်ဘိတ်ကို1ရ8ရ8ရခွန်နဲ့ အဲ့ဒီမှာလေးထိတ်ထိတ်သုံးလုံးနှစ်ကိုတဲ့ဓမ္မကငါးခါငါးခါနှစ်ခါနှစ်မဲ့အဲနောက်တစ်ခါဒီခွန်ဘိတ်ကိုနှစ်ရဲ့6ရဲ့9ရဲ့ခွန်မဲ့လေးဘိတ်ထိတ်သုံးလုံးနှစ်ကိုတဲ့နောက်တစ်ခါနှစ်ရဲ့3ညရဲ့3ညရဲ့ကျွန်တော်ကနှစ်မဲ့ဒါဆိုလေးဘိတ်ထိတ်သုံးလုံးနှစ်ကိုတဲ့နော်အဲ့လိုဖြစ်လို့မို့ဒီမှာခုနခွန်ဘိတ်ထိတ်သုံးလုံးခွန်ပါမယ်ဆိုလို့ရှိရင်ဒီမှာကခွန်ထိတ်ဒါဆိုလေးဘိတ်လေးထိတ်ထိတ်သုံးလုံးနှစ်ကိုဒီမှာ1ရဲ့3ညရဲ့ဆိုတော့1ခါမှနှစ်မှာနော်ဟုတ်လားလေးထိတ် အဲခွန်ပိတ်ထိတ်သုံးလုံးခွန်လို့ဖြစ်တာနဲ့လေးထိတ်ထိတ်သုံးလုံးနှစ်ကိုအဲ့ဒီမှာခါသုံးလုံးနှစ်ထည့်မယ်နော်ဟုတ်လားခွန်ပိတ်ထိတ်သုံးလုံးခွန်လို့ဖြစ်တာနဲ့လေးထိတ်ထိတ်သုံးလုံးနှစ်ကိုဒီမှာနှစ်ရဲ့သုံးရရဲ့သုံးရရဲ့နှစ်ထည့်မယ်ခွန်ပိတ်ထိတ်သုံးလုံးခွန်မှာဆိုခွန်ထိတ်လေးပိတ်ဒီသုံးလုံးနှစ်တာနဲ့ဆိုကျွန်တော်တို့ကဒီမှာနှစ်ထည့်မယ်ဆိုရင်တစ်ရဲ့သုံးရရဲ့တစ်ရဲ့ဆိုတော့အဲ့ဒါတစ်ခွန်ချောက် ခွန်တက်6ဒဲလေအဲ့ဒါခွန်တက်6ဒဲလေအဲ့ဒါခွန်တက်6ဒဲပေါ့အဲ့ဒီတမျိုးယူလို့ရှိလို့ရှင်တော့ तू ကတော့ तू ကတော့ခွန်နှစ်ငားကြတယ်နော်နောက်တကဟိုကောင်ကတမျိုးယူလို့ရှင်ရင်ခွန်နှစ်ငားတော့ချလိုက်ရလဲရှိတယ်ပေါ့၃ညဆိုလို့ရှင်ရင်၉ထိပ်၉ဆိုရင်၃ခါအဲအဲ့ဒါဆိုလို့ရှင်၉၃နှစ်ကြတယ် ဲ့ဒီမှာ996ထိုးရပြီနော်ပရိလေးချင်းတူလို့ပြောတယ်အဲ့တော့အမှန်ဒီကဏ္ဍပေါ့ဗျာရှင်းတဲ့အချိန်မှာလည်းဗျာကျုပ်လည်း comment ဖတ်ရတယ်ရတယ်ပေါ့ဗျာဒါရှင်းမယ်တော့ကျွန်တော်ကရှင်းလဲရှင်းသိနေတာအားလုံးကထိုးရမှာဆိုတော့ဟိုဘယ်လိုပြောမှလဲကြိုက်လို့ထိုးလို့ရှင်းလဲပေါက်သီးနဲ့ဖြစ်ရင်တော့ရဲ့ကိုကတော့စေနာနဲ့ခြားခြားပြနေတာဒါကျွန်တော်ဖြစ်အောင်တော့တစ်စစ်မှလုပ်ဘူးเนาะဒါအများမျိုးကျွန်တော်ရှေ့ရရှင်းပြတာပဲ ဓမ္မတို့၄ပိတ်ပရိလေး၅ပိတ်ပရိလေး၆ပိတ်ပရိလေးပေါ့ဗျအဲ့လောက်မှမသိလို့ရှင်လေနောက်တခါဓမ္မ၄အဲဒီသုံးလုံး၄လို့ဖြည့်ဖြည့်ရမယ်၄လို့ပိတ်တာနဲ့ပရိ၄မယ်ပေါ့ဗျာကဲနော်နောက်တခါဒီသုံးလုံး9လို့လည်းဖြည့်ရမယ်9လို့ပိတ်တာနဲ့ဗရိတ်၄နေတယ်ပေါ့ဗျာနောက်တခါဒီသုံးလုံး6လို့လည်းဖြည့်ရမယ်6လို့ပိတ်တာနဲ့လည်းဗရိတ်၄ဖြည့်ရမယ်ပေါ့ဒါမှမဟုတ်ဒီမှာကနောက်ပေါင်းဒီရှိရ6လို့ထိတ်နောက်ပေါင်းဒီခွန်း 6လို့ထိနောက်ပေါင်းဒီ6 6လို့ထိသူ့လိုလိုက်လို့တာပေါ့ဗျာအဲ့ဒီ6ထိတ်ကနေသူ့ရဲ့အောက်ဒီကြသေးသည်ဒီနှလုံးနဲ့ထိတ်နေ6အဲ့ဒီ6ထိတ်ကနေသူ့ရဲ့အောက်ဒီကြသေးသည်ဒီနှလုံးနဲ့ထိတ်နေ6အဲ့ဒီ6ထိတ်ကနေသူ့ရဲ့အောက်ဒီကြသေးသည်ဒီနှလုံးနဲ့ထိတ်နေ6အဲ့ဒါကြောင့်ဒီဘက်လည်းအဲ့လို6ထဲတာပေါ့ဗျာကဲအဲ့လိုကြည့်တဲ့အခါကျွန်တော်က6 6ထိတ်ကနေခွန်လို့ပိတ်6ထိတ်ကနေခွန်လို့ပိတ်6ထိတ်ကနေခွန်လို့ပိတ်အဲ့ဒီ6နဲ့ခွန်နဲ့3လို့မို့လို့3လို့ပိတ်တာနဲ့6ခွန်3ဒီ6 အဲ့ဒီမှာ6နဲ့9နဲ့ဒီ3မို့3လို့ပိတ်တာနဲ့6ခွန်3ဒီ6အဲ့ဒီ6နဲ့9နဲ့ဒီ3မို့3လို့ပိတ်တာ6ခွန်3ဒီ6ပေါ့ဗျာအေးအဲ့လည်းအနေကြည့်လိုက်လို့ခါဒီနေရာမှာခွန်ပိတ်တာနဲ့3လို့ပိတ်အောင်8 9 3ဒီ6ဒီနေရာမှာခွန်ပိတ်တာနဲ့3လို့ပိတ်အောင်3 3ည3ဒီ6ဒီနေရာမှာခွန်လို့ပိတ်တာနဲ့3လို့ပိတ်အောင်လည်း3 3ည3ဒီ6အဲ့လိုဖြစ်တဲ့ခါကျကြည့်တဲ့ခါကျသူ့ရဲ့အောက်မှာ3ပိတ်တာနဲ့4ထိပ်ဒီခွန်ပိတ်ကိုအမှန်တကယ်ဒီလိုများအဲဒီမှာ 3ဘိတ်ကနေ၄ထိပ်အမှန်၄3ခွန်တိ၄ပေါ့ဗျာနော်3ဘိတ်ကနေ၄ထိပ်နော် sorry 3ဘိတ်ကနေ၄ထိပ်အဲ့မှာခွန်3 4တိ၄ပေါ့ဗျာနော်3ဘိတ်ကနေ၄ထိပ်အဲ့မှာခွန်3 4တိ၄ပေါ့ဗျာနော်ဒီမှာနော်ဟုတ်လား3ဘိတ်တာနဲ့၄ထိပ်အဲ့မှာခွန်3 4တိ၄ပေါ့ဗျာ3ဘိတ်တာနဲ့၄ထိပ်အဲ့မှာခွန်3 4တိ၄ပေါ့ဗျာဒီလိုတွေးတာပေါ့နော်3ဘိတ်တာနဲ့၄ထိပ်အဲ့မှာခွန်3 4တိ၄ပေါ့ဗျာအဲအဲ့လိုလုပ်တဲ့အခါကျ အဲ့ဒီမှာ၄ထိတ်လို့ကြာတာနဲ့ဒီမှာက၃ရယ်၄ရယ်၅ရယ်နှစ်ဖြစ်တယ်၄ထိတ်လို့ကြာတာနဲ့နှစ်နဲ့၄နဲ့၆၄ရယ်လို့ဖြစ်တာနဲ့ဒီမှာ၆ရယ်၄ရယ်၄ရယ်နှစ်ဖြစ်တယ်၄ထိတ်လို့ကြာတဲ့ဒါကြိုပြတာနဲ့၅ထိတ်ရှိ၈ရယ်၉ရယ်၅ရယ်နှစ်ဖြစ်ကြောအောက်စစ်မဖြစ်တာတွေမပြောနဲ့စစ်နော်အောက်ကိုတော့လျှောက်ဖြစ်သွားတာတွေမပြောမလို့မဖြစ်တာတွေကိုပြစ်ထားခင်လဲခံရမယ်အဲ့ဒီခါကျကျွန်တော်ကကြာသေးကိုခုနကပြောလို့အဲအမြင်ကတော့ဒီသုံးလုံးဒီ၄လို့ပြတာ၄ပိတ်နဲ့ပရိလေး၄ပြီးတော့ဒီသုံးလုံးဒီ၅ ဒီလိုထပ်ပြောဒီသုံးလုံးဒီလေးလို့လည်းဖြစ်ရမယ်လေးပိတာနဲ့ပရိလေးလေးပြီးတော့ဒီသုံးလုံးဒီ၅လို့ဖြစ်တာနဲ့၅ပိတာနဲ့ပရိလေး၅ပြီးတော့ဒီသုံးလုံးဒီ၆လို့လည်းဖြစ်တာနဲ့၆ပိတ်နဲ့ပရိလေးဒီသုံးလုံး၆၆လို့လည်းပိတာနဲ့ပရိလေးနောက်တစ်ခါဒီသုံးလုံး၅၅လို့လည်းပိတ်ရမယ်ပရိလေးနောက်တစ်ခါဒီသုံးလုံး၄၄လို့လည်းပိတ်ရမယ်ပရိလေးပေါ့ဗျာအဲ့ကြကျွန်တော်တို့ကနှလုံးခုနထည့်တယ်လို့ပဲခွန်၃၄၄ပေါ့ဗျာခွန်၃၄၄ပေါ့ဗျာခွန်၃၄၄ပေါ့ဗျာအဲ့တော့သူ့တိုင်းထည့်တာပေါ့အော်တို့ကြာနေတယ်ပေါ့ဗျာနော် အဲ့ဒီမှာခွန်လို့ပိတ်3လို့ပိတ်ရအောင်လဲ၈၅3ဒီ6ခွန်လို့ပိတ်3လို့ပိတ်ရအောင်3 3ည3ဒီ6ခွန်လို့ပိတ်3လို့ပိတ်ရအောင်3 3ည3ဒီ6အဲ့ဒါကြောင့်မို့သူ့ရဲ့နောက်တဲ့နေ့မှာဟာလာဒီမှာဒီမှာဒီ3ဘိတ်ကနေရင်းရှင်းရှင်းရှင်းပြောရဲ့3 9 4ဒီ6လို့ဖြစ်တာဒီ3ဘိတ်ကိုဒီ9နဲ့လေးနဲ့3 3 8 5ဒီ6တာနဲ့ဒီ3ဘိတ်ကိုဒီနော်3 9 4ဒီ6လို့ဖြစ်ရမယ်ဒီမှာ3ဘိတ်ကိုဒီနှလုံးနဲ့3နဲ့လေ4နဲ့ရတယ်3ပေါ့ဗျာအဲ့ဒီလိုကလည်း4 သုံးပိတ်တာနဲ့3 5 8တည်းရလဲ3ဖြစ်ရမယ်နောက်တကခွန်3 5တည်းရလဲ5ဖြစ်ရမယ်ဒီလိုကလဲ6ဖြစ်ပေါ့ဗျာနသုံးပိတ်တာနဲ့ဒီမှာကျတော့ခွန်ပိတ်တာနဲ့6ပိတ်နဲ့3ဖြစ်ရမယ်3ခွန်6တည်းရလဲ6ဖြစ်ရမယ်ပေါ့ဗျာဒီလိုကလဲအပိတ်သုံးလုံး6ပေါ့အဲ့ကျတော့ဒီမှာခွန်ထိတ်ကို1 8 8တည်းခွန်အဲဒီမှာဒီ၄ထိတ်ထိတ်သုံးလုံးနှစ်ကို2 sorry 5 5နှစ်တည်းရနှစ်နော်ဟုတ်လားနောက်တကလဲခွန်ပိတ်တာနဲ့သူ့ခြေတိုင်းထဲတာပါနော် အဲ့ဒီမှာနေ့6 9ဒီခွန်၄ဘိတ်ထိတ်တော့လုံးနဲ့ကိုတဲ့နေ့3ည3ည3ဒီကနေ့နော်ဒီမှာလဲခွန်ပိတ်တယ်နဲ့ထိတ်တော့လုံးခွန်တို့ခွန်ထိတ်၄ဘိတ်တယ်နဲ့ဒီထိတ်တော့လုံးနှစ်ကို1ခါ3ညခါ1ခါအဲ့ကြတော့သူကကြံတာကထဲ့မရတော့ဘူးအဲ့ကြ1 6 9နဲ့ဗျာ1မခွန်ခွန်1 6တယ်ဗျာ